ူကထိုင်ဝမ်ဇာတိကိုထိုင်ဝမ်ဒါပေမဲ့ထိုင်းနိုင်ငံမေးဆိုင်မှာသူကြောင်းနဲ့တည်ဆောင်ထားတယ်ဩတရုတ်နိုင်ငံမှာလည်းငွေဇာတိကတရုတ်နိုင်ငံထင်ပါတယ်ဒါပေမဲ့ထိုင်းဝမ်မှာကြီးပြင်းတယ်ဒီမှာဒီမှာအာနောက်ခြေရဝါရရောက်လာတဲ့အခါမှာထိုင်းနိုင်ငံမေးဆိုင်မှာသူကြောင်းတည်ဆောင်ပြီးတော့သာသာပြုတ်တယ်မြန်မာနိုင်ငံမှာအခုဆိုရင်အနှစ်30လောက်ရှိပြီဗျာမှန်ပါပြီအဲမှာမြင်းကြံဆရာတော်ကြီးကိုစလှူတာပေါ့ပြန်ပါဒါနောက်ခုဆိုရင်ညာအိပ်ပါသူလောက်တာ ဥမာမန္တလေးတော့ညင်ကြံတော့ခုတ်တော့မှလည်းဆွမ်းလောင်းမှန်းဖွင့်တတ်ပါတယ်။အိုးဒီမှာလေးလာလှူတယ်ဗျာ။ဒီတော့ဒီလိုနဲ့တော့ဒီကန်ဆက်တဲ့ပုံစံရှိပါတယ်။ဒီမှာဒီမှာအဲ့ဒါတန်ခါထားပေးပါထားပေးမယ်။ဆိုတော့အချောင်းအပ်မယ်မအပ်ပါနဲ့ဒီဒီကတန်ခါတယ်ဆင်းရဲမှန်းထားပေးမယ်ဆိုရတယ်သူကသိမသိပါတော့တယ်။အချောင်းအပ်မယ်တဲ့ဟာမအပ်ပါနဲ့အချောင်းအပ်မယ်ဆိုရင်ရှင်ပြဒီလိုမှာကမအပ်ပါနဲ့ဗျာဒီတန်ခါရင်း တို့တော့ဆွမ်းမခံလေးကျွေးရမှာမကျွေးနိုင်ဘူး။အော်အော်အော်။ရှင်ပြထောက်ပိုင်းမယ်ဆိုရင်တော့တို့တော့လက်ခံမယ်တော့။အော်။အထောက်ပိုင်းပါမယ်။ तू ကဟိုထိုင်းမှနေတဲ့ယဟန်မဲလား။ဟုတ်တယ်ယဟန်မဲ။ဒါမဲ့ तू က तू ကတော့ခု90နဲ့ဟိုဟို80နဲ့6 89လောက်ရှိသေးတယ်နော်။ရှိတယ်။အခုနေရရောက်လာသေးတယ်ဗျာ။ဟိုကြံတာတင်းနေပြင်ရှိသေးတယ်။ပြန်လာမှကြာပြီ။ အဒီအလေးအကအဘိဇာအကမှာတတိယသုရိကဘွဲကိုလည်းရထားပါတယ်မြောင်းနေတာမြောင်းနေတာမှာအများကြီးလှူလို့လေဟုတ်ကဲ့အဲ့ဒါလှူပေးတော့သူကလည်းသူစိတ်ကြိုက်ကုန်လုံးရောက်လှူပေးတယ်ဆွမ်းလောင်းပေးတယ်ပဝဉ္ဇဏ်သံဃာတွေကိုတရား၈ပါးသူကဆွမ်းမဲလောင်းခိုင်းတာသံဃာမြတ်ကြီးမလုပ်ပါနဲ့ဟင်းပါတော့မှဖြစ်မယ်ဟင်းနှစ်ခွဲစီတွေလောင်းပေးပါတယ်ဟုတ်ကဲ့ဟိုနေ့ခန့်ပြီးတော့နော်တိပိယသံဃာတွေတွေ့တော့မွေးတယ်၅ပါးဆက်မွေးတာပေါ့နော်အဲ့ဒါသူကတော့ဘာမှအပ်ပေးတယ်ဗျာဆက်တော့3000နောက်3000နောက်3600 သိ6000ရတဲ့တိုးလေးနဲ့ဒါရင်ကတကယ်ကြမလောက်ပါဘူးကွာမြန်မာရှာအဲ့လိုအဲ့လိုအခုဆိုရင်ဘင်္ဂလားရင်ကတော့ငါရောက်လာတယ်ကျောင်းနေမှာဆောက်ပေးတယ်မှာအခုအသိဆောက်တာ3000ထက်စားလို့ပါအသိ3000 တင်မာအဲလိုအမ်ကြခံပြီးသွားတာပေါ့နော်အဲလိုအဲ့လိုပန်းပိုးပါတူအဆူဆန်းလေးဒီလိုတီဗီကတော့တီဗီကဆူဆန်းလေးဆိုရင်နာမည်တက်တာပေါ့ဗျာအော်အောင်မြင်ပါတယ်အကုန်လုံးဘူးဆိုရင်တီဗီကဆူဆန်းလေးတီဗီကဆူဆန်းလေးအဲ့ဒါကြားဘူးနေတယ်ဟုတ်တယ်ဗျာပြီးတော့ဖုံဖုံကြောင်းလို့မသိဘူးတွေ့တော့ရောင်းအဲ့ဒါရှင်ဗျာအဲ့ဒါမှတော့ရက်ပြီးသွားမှာတင်မာသွားမယ်လေးဖုံဖုံပြီးရင်သွားတော့ဟုတ်တယ်နေ့နေ့လည်းပဲသွားကြအောင်ဟုတ်တယ်မတန်လေးလို့ရမယ်တင်မာ ဝမ်းပါတယ်ဒီတော့သူတို့ကဒီသူတို့လှုပ်ဆောင်နေတာကတော့ခုနလောကုတ္တရာဗြဟ္မိညာဆိုလို့ရှိရင်အေးမန္တရေဒီမှာ TV ရှင်နေဆာလန်နဲ့ဒီမှာစီရတရန်နေတင်တယ်ဒီမှာစီရမှာဥပုသ5ပါးလောက်ရှိတယ်ဒီမှာအဲဆိုတော့2010ခုကအကမာကျော်တပါးတန်ခါလုံးပထမရာကေထွက်ခဲ့ပါတယ်ဒီမှာအဲဒုတိယကတော့သူတို့ခုနကတော့ TV ရဆာလန်မားရင်လက်ခံပြီးတော့ဒီထောင်တဲ့ TV ရဆုဆိုင်နေပေါ့ဗျာဒီမှာဗျာအဲဒီမှာဦး TV ရဆာလန်မားဒီကတဘုံအောင် အဲတပုံခွေးအောင်နှစ်ပုံအောင်တော့ဆက်သွားပြီပေါ့နော်တင်ပါဗျာအဲ့ပုံပေါ်ရင်ခု50တပါးကိုလောစရှိတယ်ဗျာဒီပုံအမြင်နဲ့ရောတရာဗလာဟိဒါဒီဒီကပလေးအောင်ရှင်ကတော့ကွင်လေးနေနေဆိုသိအောင်မြင်မရသေးပါဘူးဒါမဲ့လောကီဆိုင်ရာ လောကီဗလိုက်ဒါဆိုင်ရာမျက်စိဝရဏများရှင်များအခါမီကူပေးတယ်ဘဝဝရဏရှင်အခါမီကူပေးတယ်ဒါတော့အောင်မြင်တယ်ဗျာတင်ပါဗျာဟောဒီလိုကမင်းဝန်တီးရဲ့ဆရာတော်ကြီးကြောင်းခဲ့တယ် အကြောင်းနေမှာလည်းပဲဒါစီမံအုပ်ချုပ်မှန်နိုင်ကပြည့်ဝနေပေါ့ဗျာဟုတ်တယ်ဗျာပြောဘုံကဘုံကဘုံကမင်းကုန်းကျော်တော့ဗျာပါတိယာဖြစ်နေတာပေါ့နော်ဟုတ်တယ်အာဆရာဦးဝန်သားလူရှိတို့သူကတော့အဓိကဆောင်ရတာပေါ့သူတို့ကတော့နောက်ပါလိုက်ပြီးတော့အဲ့လိုပါပဲပြန်မှဒါမဲ့ဒီရောင်ဒီပြစကွာလိုင်းမှာလည်းသူတို့နေရာရှိပါတယ်ပြောလိုက်လာလိုက်လေပြန်မှပြန်မှအဲ့လိုလို့ပေါ့ဆရာဘာမင်းပြည်ပြည်သူတို့ကမင်းကုန်းတပည့်ရဲ့ဆရာကြီးရဲ့အရေးကိုခေါ်လို့နောက်ဆုံးမှဒီအစီအမြင်တဲ့ဒီပြည်က ဒါဒီရကိုရတယ်ဒီကိုရလာတာပါဘာမောင်းခုစတမမ်းမြောက်ဆိုတော့နောက်ပြီးတော့မြန်မာနိုင်ငံမှာခု16မမ်းမြောက်တာဟုတ်တယ်နိုင်ငံလူရေတန်း90ကျော်လက်ထက်မှာဒီလောက်ရှားပါပြီးတော့တန်မိုးကြီးတဲ့အရှင်များတို့ရဲ့အသိဉာဏ်အဲခြူသာအထုတ်မှုတွေဟာသာနာတဲ့အခုနောက်ဘုံပြောပြတဲ့အခုအချက်လက်တွေဟာအဲဒီမှာဒီလိုခုပြောမယ်ပြမပါမြန်မာတီဗီရဲ့ဆရာတို့ကြီးကဘလော့ကယ်လဲဆိုရင်တို့တော့နော်မြန်မာဆရာတို့ကြီးအမိပြုတ်ပြီးတော့တို့တော့ထွက်ရောက်လာတို့တော့ မိုင်းလေးကျောင်းကိုစက်ဒီတုံးကရှင်ဗျာသူကျောင်းမလို့ခုလေပြမစက်ဒီမြေမြိုင်ရှင်းနေပြီးတော့ကျောင်းဆောက်ကနေမှာကျောင်းဆောက်တော့မယ်ပြမအဲ့ဒီမှာသူတို့ကူညီပေးနေတဲ့မိုင်းလေးကဘုရားမြေဆိုဆရာတော်ဝါကင်းကဦးတေကဝါကင်းကဦးတေကအဲအဲ သူတောင်စင်းဆရာတော့ခေါ်တယ်ဗောနော်တောင်စင်းလို့ခေါ်သူခေါ်တာအဲဗောဓမ္မဂရိကအဘိဇာမဟာရတကုကိုရထားပြီလေအိဆရာတော်ကြီးကချိပိကလာခဲ့အောင်ဆိုပြီးတော့နှမ်းခေါ်တယ်တဲ့တော့ပြီးတော့မင်းဝဲမှာစာပင်လာစာချပေးလာဗောဒီမှာရောက်တယ်ဖက်ကနေမေးတာချိပိကကိုမန်လိတောင်ရှင်မှာကြောင်းတဲ့ဒီဘောလုံးနေတယ်ဒီရဘဲခိုင်းမှနေမှလေတဲ့ဟိုစားလို့ဆိုတော့ဒီလိုကဖိုက်ဆိုတော့ဒီလိုကချင်းချင်းပြန်ဖြေတယ်ပြန် ဒီတော့ဗျာလို့မင်းကတတိယဆရာတော်ဘုရားကြီးကိုအမိပြုပြီးတော့သူ့အရေးအောက်မှာနေပြီးတော့တတိယဖြစ်လာခက်တန်ရောက်လာဆိုတော့မင်းကတတိယဆရာတော်ကြီးဘုရားကြီးနေတဲ့ခိုင်းမှာနေမင်းလည်းဆုံးဖြတ်တဲ့ပါဆုံးဖြတ်ထားပါလေဘုရားဆိုတော့ဟာဒါဆိုရပြီတဲ့ဘာမှခက်ခဲမရှိတော့ဘူးတဲ့ရှင်ဘုရားကရွှေရင်အပန်းဝိုင်းမှာကြီးပြင်းလာတာတဲ့ရွှေရင်ဆိုလို့ရှိရင်အဲ့နေရာမပေးဘူးပြန်သိမှာ ဆိုပါလို့ရှင်ရွှေရင်ဆိုလို့ရှိရင်ရွှေရင်လုံးမယ်ဆိုရင်ရွှေရင်ခိုင်းမှာတီထောင်မယ်ဆိုရင်ဒီမြေနေရာကိုပြန်သိမ့်မယ်ပေါ့ဘာကြောင့်လဲဘာကြောင့်လဲဟမ်ဘာကြောင့်လဲရွှေရင်ဆိုကြောင်းမပေးဘူးပေါ့ဗျာအဲ့နေရာမှာဩအဲ့ဒီဘောအဲ့တော့တောင်တော်ဖွေရမြေခမ်းလာနေမှာပေါ့ဩအဲ့လိုရှိသေးတာတင်မတင်မတင်မအဲ့လိုနော်ပြီးတော့သာနာဝဲဘုံမွားထွားတာပဲကွစီ မဟုတ်ဘူးအင်းပြောသူတို့မှာဟုတ်ကဲ့သူတို့မှာလည်းလုပ်ကောမှာလည်းသူတို့မှာပဲပြောကပြောပြီးမင်းဝန်တပည့်ရဆရာတို့ဘုရားကြီးရောအမေပြုတ်ပြီးတော့ထွက်ထည့်ရောက်လာတာဖြစ်ခဲ့ပြီဆိုတော့ဒီမှာထွက်ထည့်ရောက်လာတာဆိုတော့မင်းဝန်ဆရာတို့ဘုရားကြီးနေတဲ့ကန်းဆိုသူတို့မှာကိုင်းမယ်မြေအော်ဟုတ်တယ်မလားဟုတ်တယ်တို့ကဟုတ်တယ်ဟုတ်တယ်ဘုရားပြောရွာကြတော့ရွာရမူလဒွာရအော်မူလဒွာရတို့ရောငယ်နေမင်းညောင်ရောက်တော့မင်းညောင်ရောက်တော့ချွေချင်းအော်ဟုတ်ပြီညောင်များပြည့်စုံအောင်လေးချွေချင်းအော်ဒီမှာဒီမှာအဲ့ဒီမှာဒီမှာပြည့်စုံမင်းမပြည့်ဘူးလားကြောက်ဟုတ်တယ်တို့ကအဲ့ ွေးသွမ်းကြောင်းကိုတို့လေ့လာထားမှာပေါ့ပြန်ပါပြင်ပြကရွှေကျင်ပန်းဝဲမှာကြီးပြင်လာတာအင်းဟုတ်တယ်ရွှေကျင်ငန်းတည်ထောင်မယ်ဆိုလို့ရှိရင်မြေုပ်ပြန်နိုင်မယ်ပေါ့ဗျာအဲ့တော့နမောဆရာရဲ့ကေရာပဲဒီမှာအဲ့တော့ဆရာတော်ဘုရားကြီးကခုံမဲ့ဘုံမဲ့ဟာဒီလိုကလည်းချက်ချင်းပဲပြန်ပြေတယ်ဒီလိုကမင်းဝဲဆရာတော်ဘုရားကြီးကိုအမေပြုတ်ပြီးတော့ထွက်ထည့်ရောက်လာဆိုတော့မင်းဝဲဆရာတော်ဘုရားကြီးနေတဲ့ခိုင်းမှာနေမလို့ဆုံးဖြတ်ထားပါဗျာဟာဒါဆိုဘာမှခင်ခင်မရှိတော့ဘူးလေရပြီအဲ့တော့ဘုံမဲ့အခု၁၉မှာမြောက်ရှိပြီဘုံမဲ့ ်ချွေချင်းဒွာရဟိုသာဘယ်ဘယ်လူတွေရှိလို့ဗျာအရင်ကတို့ကမန်ဝန်တပည့်ရဆာတော်ဖျားကြီးစီမှာနေကလေးကပဲဘေကိုင်းမှာနေတယ်ဆိုတာတို့တို့ကိုယ့်အပေါ်တောင်မှသိပြသတိကြတော့ဘာဆွဲလမ်းရှိလို့ဘုရားမန်ဝန်တပည့်ရဆာတော်ဖျားကြီးကလည်းခိုင်းဆွဲလမ်းမရှိဘူးဗျာတို့တို့အိမ်မှာမျိုးစုံကရောက်ကြတာပဲချွေချင်းကလေးပါတယ်သူတို့မလေးပါတယ်ဒွာရလေးပါတယ်ကျွန်တော်က ဆိုတော့အမလည်းမခင်ခင်မမယ်ရင်းနေနေကြတာဗျာမှန်ပါဗျာမင်းတို့ရဆရာတို့ဗျာကြီးတန်ခါနာကအဖွဲ့တီဆောင်လုံးကပြောတဲ့ဩဝါဒတွေကျွတ်တော်မှတ်မိတယ်ဗျာပြောပြအောင်ဗျာလည်းပြောပြတယ်နောက်တက်ခွေလေးဖွင့်တာကကျမကမြန်မာနိုင်ငံမှာတဲ့အဆောင်ကဂိုင်းကြီးကိုကန်ရှိတယ်တဲ့ဒကိုင်းနဲ့ဒကိုင်းစင်းစင်းကားကားကြီးတွေဖြစ်နေရတယ်တဲ့တောင်းနဲ့ဒဘာနဲ့တော့မတည်ရဘူးတဲ့မှန်ပါအဲ့ဒါကိုနိုင်ငံတော်စိုးရလည်းမကြိုက်ဘူးတဲ့ အာတရားဓမ္မတွေကမကြိုက်ကြဘူးတဲ့အဲ့ဒါကိုအကောင်လုံးစဉ်းစဉ်းကားကားနဲ့ကြားတဲ့မြတ်စွာဘုရားမတော်ရဟန်းတော်တွေဟာတဲ့တဆူတစီစီဖြစ်ဖို့လိုအပ်တယ်တဲ့အဲ့ဒါကြောင့်ငါမဟာနာကအဖွဲ့ကြီးတည်ထောင်ရတာလို့ဆရာကြီးကမိပါတယ်ဗျာတန်ငါနာကအဖွဲ့တည်ထောင်လိုက်တဲ့ခါကျတော့ခိုင်းပေါင်းစုံကဆရာတော်ရင်ဟာဒီသာသနာကိစ္စကို အစူဝဲပြီးတော့စူပေါင်းပြီးတော့ဆွံ့ရရမယ်တမ်းမယ်ရမယ်ဆိုတော့ခင်မရင်းကြီးမုံနေရှိလာမယ်မှန်ပါဗျာအဲ့ဒါကြောင့်တခိုင်းနဲ့တခိုင်းဟာမစိမ့်လို့ဗျာကြက်တယ်ပေါ့ဗျာမက်ဆေ့ချ်ဖြစ်ရမယ်ပေါ့ဗျာအဲ့လိုမက်ဆေ့ချ်ဖြစ်အောင်ဘာသာရေးရှင်ရဲ့မဟုတ်လို့ရှိရင်တခိုင်းနဲ့တခိုင်းဟာပြည့်ပြည့်နေရတာပေါ့ဗျာနော်တဘောတဘောပြောင်းအာသူ့မှာဘာရင်လုံးနေပါမယ်ရှင်ရဘာရင်လုံးနေပါမယ်အဲ့လိုရှာလို့ရအဲ့ဒါမကြိုက်ဘူးဗျာဒီမှာဖြစ်တာကြောင့်ဟောနိုင်ငံတော်မှာမြတ်စွာဘုရားသားတော်ယဟန်တော်တွေ စစည်းလုံးညီညွတ်နဲ့ဖြစ်အောင်ဆိုပြီးတော့နိုင်ငံတော်ဗင်္ဂနာကဘွေတည်ထောင်ရတာဆိုပြီးတော့လေမောင်ဆရာတော်ကြီးဟောဝါဒပေးတယ်ဗျာပြောလို့ရတယ်ဖြစ်ပါ့မယ်အဲ့ဒါမှတ်မိတယ်ဗျာအဲ့ဒါမှန်လေးမှန်ပါတယ်ဗျာနော်ဘုံဘုံပြောတာတွေကအလုံးအတွက်တော်တော်အကျိုးများတယ်ဗျာနိုင်ငံတော်ဗင်္ဂမာကဘွေတည်ထောင်ဆိုတော့မောင်ဝန်တိပြဆရာတော်ကြီးတည်ထောင်ခဲ့တာပဲဗျာဩဒီမှာတို့ကမြို့မဆရာတော်ကြီးဥဒ္ဒတင်ပြီးတော့သူကိုယ်တိုင်အသွေးမှုနေရာနေပြီးတော့တကယ်ဆောင်ရွက်ခဲ့တာဗျာသူကျေးဇူးပါဗျာဒီမှာဒီမှာနော် အာတောင်သူတို့ကမင်းမဆာရိုကြီးကိုအမြဲတမ်းတရေဩကိုကျေစုရှင်ပဲဆာရိုကြီးအကြောင်းပြုတော့ငါတို့တိတိကျကျဖြစ်ကြတာလို့ဥဒရေခံတို့နဲ့လေသူတို့အမြဲတမ်းစကားဝိုင်းမှာပြောပြပါတယ်ဗျာအဲ့တော့ဘုန်းကအခုနကအခုဒီပြီးတော့တိလောက်ကအခု16ပါးလောက်နိုင်ငံတော်မှာရှိခဲ့သည်များမှာဟိုမင်းကွန်းဆရာတော်ဖျာကြီးကအဲခုနလိုအာစီယာနောက်ကြပါစီယာအဲ့လိုလေးပဲလားအကုန်လုံးထဲမှာရွှေကျင်ရကြတော့ဆရာတော်ရောစရာလို့ရွှေကျင်လားလို့ တို့ဆရာတော်ကတော့ရွှေကျင်ပေါ့ဗျာပြည်ဆရာတော်ကိုဆိုရင်ဒါဟုတ်ပြည်ဆရာတော်ကတော့တို့ကဒွါရနေမှာပေါ့ပွင့်လာဘင်ကုန်းတော့ဆိုတာကတော့ဟုတ်တယ်မဗျာအဲဒါမဲ့ဘုံဘုသူမင်္ဂလာကြတော့ဘုသူမင်္ဂလာရဲ့ရွှေကျင်ပေါ့ဗျာတို့ကဝိသုဒ္ဓမင်္ဂလာရတာကိုဟုတ်တယ်မလေတင်မတင်မတင်မအဲမင်းဝန်တူရဲ့ဆရာတော်ကြီးကတော့ခန်းဆွဲလုံးဝမရှိဘူးဗျာတင်မ